M1, M2, M3, M4, M blah blah တုံးနဲ့မပေါ်တဲ့ဝင်နေ account password မင်း reset လုပ်လို့ရတဲ့တကူတွေတော့နေလန်းလေးကိုပြပြပေးချင်ပါဗျ။ဒီဗီဒီယိုလေးကတော့ M1 MacBook ကနေ M4 MacBook ဒီ reset ချလို့ရတဲ့နေလန်းကိုပြပြပေးထားပါဗျ။ M1 MacBook Air ဖြစ်ဖြစ် M1 MacBook Pro ဖြစ်ဖြစ် Apple ရဲ့နောက်ဆုံးပေါ် MacBook တွေအထိ reset ချတဲ့နေလန်းကအတူတူပါဗျ။ password reset ချဖို့အတွက် macbook ကို shutdown လုပ်လိုက်ပါဗျ power လုံးလုံးပိတ်သွားပြီဆိုရင်တော့ touch id ပါတဲ့ power clock လေးကိုနှိပ်ထားလိုက်ပါဗျ set ပြီးနှိပ်ထားလိုက်ပါဗျ continue holding for startup option လို့ပေါ်လာရင်လည်း set ပြီးနှိပ်ထားပါဗျ loading startup option ပေါ်လာပြီဆိုမှလွတ်လိုက်ပါ secure disk ရဲ့ option ရဲ့ပေါ်လာတဲ့အခါ option ကိုရွေးပြီး continue ကို click ပါဗျ Mac OS recovery ကောင်းစဉ်နဲ့ပထမဆုံးပေါ်လာတဲ့ဒီညာလေးရောက်ပြီဆိုရင်တော့ပထမဆုံးလုပ်ရမှာက Wi-Fi ချိတ်ဖို့ပါ Wi-Fi ချိတ်ပြီးပါပြီ အပြာရောင်နဲ့ရေးထားတဲ့ forgot all password ကိုနေလိုက်ပါဗျ Activation lock ဆိုတဲ့နေရာရောက်တဲ့အခါ password မေးသွားတဲ့ MacBook ထဲမှာရှိတဲ့ Apple ID email ကိုထည့်ပေးရမှာပါဗျ Apple ID email ကိုလည်းအစားဖော်ပေးထားတာကိုတွေ့ရမှာပါထည့်ပေးလိုက်ပြီး next ကို click လိုက်ပါဗျ Apple ID password ရောထည့်ပြီး next ကို click လိုက်ပါကျွန်တော်ထည့်လိုက်တဲ့ password ကမှားနေလို့နောက်တစ်ခေါက်ပြန်ထည့်ပေးလိုက်ပါမယ်ဗျ မှန်ပြီဆိုရင်တော့ authentication succeeded ဆိုတာလေးပေါ်လာပါတယ်။အဲ့လိုပေါ်လာပြီဆိုရင်အောက်မှာရှိတဲ့ exit to recovery ကိုနှိပ်လိုက်ပါဗျ။ဒီနေရာလေးရောက်ပြီဆိုရင် menu bar ပေါ်က utilities ကိုနှိပ်ပြီး terminal ကိုယူလိုက်ပါဗျ။ terminal ထဲမှာ reset password လို့ရိုက်ပြီး keyboard ပေါ်က return key ကိုနှိပ်လိုက်ပါဗျ။နှိပ်ပြီးတာနဲ့ reset password ဆိုတာလေးပေါ်လာပါတယ်။အပေါ်ဆုံးက I forgot my password ကိုယူပြီး next ကိုကလစ်လိုက်ပါဗျ။ Apple ID နောက်ထပ်တစ်ခေါက်ထည့်ပေးလိုက်ပါမယ်ဗျ။ two step verification ခံထားတယ်ဆိုရင်တော့ပို့လာတဲ့ကုတ်ချောင်းလုံးကိုထည့်ပေးလိုက်ပါဗျ။ recovering fine board key မှာ loading ကိုခဏဆောင်လိုက်ပါ။ဒီလိုလေးပေါ်လာပြီဆိုရင် select a user to reset the password for ဆိုတဲ့အောက်မှာ reset ချခြင်းတဲ့ user account ကိုရွေးပေးလိုက်ပါဗျ။ new password နဲ့ verify password မှာ password အသေးရိုက်ထည့်ပြီး next ကို click လိုက်ပါဗျဒီလိုလေးပေါ်လာပြီဆိုရင် exit ကိုနှိပ်လိုက်ပါဗျ terminal ကိုရောက်သွားရင်လည်း return key ကိုနှိပ်ပြီး exit လို့ရပြီး return key ကိုထပ်နိုင်ပေးလိုက်ပါဗျာပြီးရင် restart ချပေးလိုက်ပါဗျာ log screen နေရာရောက်တဲ့အခါဆော့ဆော့က reset လုပ်လိုက်တဲ့1 2 3 abc ဆိုတဲ့ password လေးထည့်ပေးလိုက်ပါမယ်ဗျာ password reset ချတာအဆင်ပြေပြေနဲ့လုပ်ခဲ့ပြီးပါပြီဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာအဆင်ပြေပြေလားရှင် comment ကနေမေးလို့ရပါတယ်ဗျာ